မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှ ကျူဆူပါရယ်ကပ္ပဦးချံအခန်းကြီးကိုအခန်းငယ်18မှ29အထိသင်မောထဲကထွက်ဆင်းသော နောအေးသားတို့ဤအမိကရှေမဟာမရာဖတ်တီဟာမတီခါနန်ဤအပဖြစ်ဤဤသူတို့သည် နောအေးဤသားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌နှံ့ပြကြ၏။နောဧသည်လယ်လုတ်သောအတက်ကိုပြုစု၍စပြည့်ဥယင်ကိုစိုက်လေ၏။စပြည့်ရေကိုလည်းတောက်၍ရစ်မှုသဖြင့်မိမိတဲ၌အဝိမချုံပဲနေလေ၏။ခါနန်၏အပဟာမသည်မိမိအပ၌အဝိအချီးစီးရှိသည်ကို မြင်လင်ပြင်မာရှိသော အကိုနှစ်ယောက်ကိုပြောလေ၏။ရှေမနှင့်ယာဖတ်တို့သည် အဝတ်ကိုယူ၍ပခုံးပေါ်မှတင်ပြီးလင်နောက်သို့ဆုတ်သွား၍မိမိအပ၌အဝတ်အချီးစီးရှိသည်ကိုဖုံးကြ၏သူတို့သည် ပြင်သို့မျက်နာပြုသောကြောင့်မိမိအပ၌အဝတ်အချီးစီးရှိသည်ကို မမြင်ရနောအေးသည်ရင့်မူခြင်းပြောက်၍နိုးသောအခါမိမိ၌တားငယ်ပြုသည်ကိုသိလင်ခါနန်သည်ကြိမ်ချင်းကိုခံပါစေ ညီအကို အကိုတို့ဤကျွန်းတို့၌ကျွန်းဖြစ်ပါစေဟု ဆို၏တဖန်ရှေမဤဖျားသခင်ထာဝရဖျားသည်မင်္ဂလာရှိတော်မူစေတည်းခါနန်သည်ရှေမဤကျွန်းဖြစ်ပါစေ ဖျားသခင်သည်ရဖက်ကိုကျေစီတော်မူသဖြင့်ရှေမဤတဲတို့တွင်နေပါစေခါနံမူကားသူဤကြုံဖြစ်ပါစေဟုဆိုလေ၏နောအေးသည်ရေလွှမ်းမိုးသောနောက်အနှစ်350အသက်ရှင်၍အသက်ပေါင်း950ဆေသောအနှိမ့်စာရောက်လေ၏